မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းချောင်းဆောင်မြို့နယ်ပြည်နယ်လွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ်မဲဆရာနယ်မှာပြည်သူ့ကြက်ခိုင်ရေးနယ်ဖွံ့ဖြိုးရေးပါတီကိုစားပြုဖြစ်ဝင်ရောက်ရှင်မဲသွားမှာဖြစ်ကြောင်းသိရပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့တနင်္ဂနွေနေ့မှာကျင်းပပြုလုပ်မယ့်2025ခုနှစ်ထွေထွေရေကောက်ပွဲအပိုင်းတစ်ဖြစ်ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးမွန်ပြည်နယ်တွင်ကြိုက်ထုံမြို့နယ်တထုံမြို့နယ်မော်လမြိုင်မြို့နယ်ကြိုင်မြောမြို့နယ်နဲ့ချောင်းဆောင်မြို့နယ်များတွင်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။လက်ရှိမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနေနဲ့ချောင်းဆောင်မြို့နယ်ပြည်နယ် ယ်လွှတ်တော်မဲအများဆုံးရသူအနာယူစနစ်မဲစနာနယ်မှာဝင်ရောက်ရှင်းပယ်သွားမှာဖြစ်ကြောင်းပြည်내ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှထုတ်ပြန်ကြေညာရသိရပါတယ်။အဲဒီချောင်းဆုံမျိုးနယ်ပြည်내လွှတ်တော်မဲအများဆုံးရသူအနာယူစနစ်မဲစနာနယ်မှာဥအောင်ကြည်သိန်းနဲ့အတူအမျိုးသားကျိုးစီပွားတွတ်တရေးပါတီမှဒေါ်စီစီမှမွန်နီညိုရေးပါတီမှဦးနိုင်ထွန်းဦးပြည်သူ့ရှေ့ဆောင်ပါတီမှဦးခန့်ကိုကိုတိုင်းရင်းသားစီလုံးညိုရေးပါတီမှဦးကျော်သိန်းတို့ရှင်းပယ်သွားကြမှာဖြစ်ကြောင်းလည်းသိရပါတယ်။ ဦးအောင်ကြည်သိန်းမှာ2019ခုနှစ်ဂျားဖြတ်ရွေးကောက်ပွဲမှာ ပြည်တော်စုကြက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ကိုယ်စားလှယ်လောင်းအဖြစ်ချောင်းဆောင်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာဝင်ရောက်ရှင်းပြခဲ့ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမွန်ဒေတာလုံးဆိုင်ရာဒီမိုကရေစီပါတီနဲ့မွန်မျိုးသားပါတီတို့မှကိုယ်စားလှယ်လောင်းများအားကြော်ပြက်ကာရွေးကောက်ပွဲအနိုင်ရရှိခဲ့မှုသူဖြစ်ပေမဲ့2020ပြည့်နှစ်ထွေထွေရွေးကောက်ပွဲတွင်မူချောင်းဆောင်မြို့နယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်နှစ်တွင်ဝင်ရောက်ရှင်းပြခဲ့ပြီးမဲ့ရှုံးနေထားခဲ့သူဖြစ်ပါတယ်။ ။ဦးအောင်ကြည်သိန်းမှာ2023ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာနိုင်ငံတော်စီမံအချုပ်ရေးကောင်စီမှမွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရတဲ့ပြင်2025ခုနှစ်ဇူလိုင်လ31ရက်နေ့မှာလည်းမြို့သားကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှမွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ဆက်လက်ခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရသူဖြစ်ပါတယ်။လာမယ့်2025ခုနှစ်ထွေထွေရေးကောက်ပွဲမှာမဲစနနေမြေ45နေရာရှိတဲ့မွန်ပြည်နယ်အတွင်းပြည်တော်စုစမ်းခါရေးနဲ့ဖွံ့ဖြိုးရေးပါတီမှမဲစနနေအားလုံးဝင်ရောက်ရှင်းပြသွားမှာဖြစ်ပါတယ်။